ဖြစ်စဉ်မှာတော့လေးလပိုင်း3ရက်နေကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချိုင်းနာမျိုးမှာနေထိုင်တဲ့အသက်16နှစ်အရွယ်နောင်ဖိုကတ်ဆိုတဲ့မိန်းကလေးဟာပြီးခဲ့တဲ့2ရက်နေည9နာရီအချိန်လောက်မှာအသက်18နှစ်အရွယ်ဖရန့်ဆိုတဲ့သူမရဲ့ချစ်သူကောင်လေးနဲ့အတူမူကထားသွားစားမယ်ဆိုပြီးမိဘရေးစီမှာခွင်တောင်းကလိုက်သွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့နောင်ဖိုကတ်ဆိုတဲ့မိန်းကလေးဟာအင်ကိုပြန်မလာတော့လို့မိဘတွေမှစိတ်ပူကလိုက်ရှာခဲ့ကြပါတယ်။ဘလို့ရှာရှာမတွေ့တာကြောင့်လူပြောင်းကျင်ညာခဲ့ပြီးအဒီနောက်မှာတော့နောင်ဖိုကတ်ဆိုတဲ့မိန်းကလေးရဲ့ มีบาริโก က်ဆိုင်ရာမှာဖုံးဆက်လာပြီးပြောတာကရွာထိပ်ကကားလမ်းဘေးမှာရှိတဲ့လေကွင်းထဲမှာမိကလေးတဦးရဲ့အလောင်းကိုတွေ့တယ်။တစ်ချက်လောက်လာကြည့်ပေးပါလို့ပြောတော့မိဘတွေမှာစိတ်ပူပြီးသွားကြည့်ခဲ့ကြပါတယ်။ဟိုရောက်တော့တေးဆုံးနေတဲ့မိကလေးဟာတကယ်ပဲနောင်ဖို့ကဖြစ်နေခဲ့တာကြောင့်မိဘတွေဟာအတော်လေးကိုစိတ်ထိခိုက်ပြီးငိုကြွေးခဲ့ကြပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်ရဲတပ်ဖွဲ့ကအမှုနယ်ပတ်သက်ပြီးစုံစမ်းစစ်ဆေးကနောင်ဖို့ကကိုအိမ်ကားခေါ်ထုတ်သွားခဲ့တယ်။သူမရဲ့ချစ်သူကောင်လေးအသက်၁၈နှစ်အရွယ်ဖန်ဆိုသူကိုတွားရောက်ဖန်စီခဲ့ပါတယ်။နောက်ပြီးထိုင်ရဲတပ် ွဲမှဖန်းဆိုတဲ့လူငယ်ကိုစစ်စီမိမြတ်မှုပြုလို့တော့ထိုလူငယ်ပြောတာကကျွန်တော်ချစ်သူကောင်မလေးကိုဘသူတက်သွားတယ်ဆိုတာကိုကျွန်တော်မသိဘူးဒီလူတက်မှုဟာကျွန်တော်နဲ့ဘာမှမပတ်သက်ဘူးလို့ပြောခဲ့တာကြောင့်ထိုင်းရဲတပ်ဖွဲ့မှဒီအမှုပို့ပြီးခိုင်လုံမှုရှိအောင် CCTV ကနေတစင်ခြေရခံလိုက်ကြည့်တော့သိရတာက ပြီးခဲ့တဲ့နှစ်ရက်နေည9နာရီအချိန်လောက်မှာတိတ်ဆုံးသွားတဲ့ Now Focus ဆိုတဲ့မိန်ကလေးနဲ့သူမရဲ့ချစ်သူကောင်လေးအသက်18နှစ်အရွယ်ဖရန်ဆိုသူဟာချိုင်းနာမျိုးထဲမှာရှိတဲ့မူကထားဆိုင်တဆိုင်ကိုသွားပြီးအတူစားတောက်ခဲ့ကြပါတယ်။ဒီလိုနဲ့စားတောက်ပြီးလို့အပြန်ည7နာရီ26မိနစ်လောက်မှာ Now Focus ရဲ့ချစ်သူကောင်လေးနိုင်ဖရန်ဆိုသူဟာအိမ်ပြန်မလိုက်ဖို့ပဲ Now Focus ကိုတဲခိုးကန်တစ်ခုကိုခေါ်သွားခဲ့ပြီးအတူနေထိုင်ခဲ့ပါတယ်။အလို့နဲ့3နာရီခန့်လောက်ကြာသွားပြီးတဲ့နောက်ပိုင်းည7နာရီ10မိနစ်မှာတော့သူတို့နှစ်ဦး စလုံးဟာတဲခိုကန်နယ်ကနေထွက်သွားခဲ့ပြီးနောင်ဖိုကန်ရဲ့အလောင်းတွေးခဲ့တဲ့လေကွင်ဘက်ကိုစိုက်ကဲမောင်းပြီးသွားတာကိုတွေ့ခဲ့ရပါတယ်။အိုင်နောက်ပိုင်းည7:00နာရီမိနစ်40မှာတော့ဖရန့်ဆိုတဲ့ကောင်လေးဟာနောင်ဖိုကန်ကိုတတ်ပြီးလေကွင်ထဲမှာပြစ်ခါစိုက်ကဲနဲ့ပြန်လာတာကိုတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ထိုင်ရဲ့တပ်ဖွဲ့မှတရက်ခံဖြစ်သူကို CCTV မှတ်တမ်းတက်တဲ့နယ်တကွာစစ်ဆေးမိမြမှုပြုလုပ်တော့တရက်ခံဖြစ်သူဟာသူ့လောက်ရဲနဲ့ပတ်သက်ပြီးဝန်ခံခဲ့ပါတယ်။သူအခုလို့ကျူးလွန်ခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတရက်ခံဖြစ်သူ Fang ဆိုတဲ့လူငယ်ပြောတာက အိုင်နေကကျွန်တော်တို့နှစ်ဦးမူကထားဆိုင်ကအပြန်မှာတဲခုတ်ကံကိုဝင်ခဲ့တယ် တဲခုခံကပြန်ကန်ဒီမှာနောင်ဖိုကန်ရဲ့ဖုန်းကိုခဏယူကြည့်တော့ဖုန်းထဲမှာသူဟာကျွန်တော်တငယ်ချင်းနဲ့စကားပြောထားတာကိုတွေ့တယ်။သူတို့စကားပြောတဲ့ပုံစံကပွေရှုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ဒီလိုနဲ့ကျွန်တော်လည်းနောင်ဖိုကန်ကိုအရင်ချစ်တော့တဝင်းတူပြီးနှစ်ဦးသားစကားများခဲ့ကြတယ်။အဲနောက်ပိုင်းနောင်ဖိုကန်ကိုအိမ်ပြန်လိုက်ပို့နေတဲ့အချိန်လန်းထဲမှာထပ်တခါစကားများရန်ဖြေကြရင် နောင်ဖိုကန်ကကျွန်တော်အဖေနဲ့အမေကိုဆဲဆိုခဲ့တယ်။အလိုနဲ့ကျွန်တော်လည်းဒေါ်ရထွက်ပြီးသူမကိုထိုးလိုက်တယ်။သူလဲကြသွားတဲ့အချိန်မှာသူ့ကိုစောင်းကန့်ခဲ့တာဖြစ်ပြီးအဲနောက်ပိုင်းမှာစိတ်မထိန်နိုင်ဖြစ်ခါ အခုလိုခြေလွန်လလွန်ဖြစ်သွားခဲ့မိတာဖြစ်တယ်လို့ Non Focus ကိုတက်ပြီးလေကွင်းထဲမှာပြစ်ခဲ့တယ်တရခန့်ဖြစ်သူ Fang ဆိုသူမှပြောပါတယ်နောက်ပြီးတည်ဆုံသွားခဲ့တဲ့အသက်16နှစ်အရွယ် Non Focus ဆိုတဲ့မိန်းကလေးရဲ့မိခင်ဖြစ်သူပြောပြတာကအမေတို့မှဒီသမီးလေးတယောက်ပဲရှိတယ်နောက်ပြီးဒီသမီးလေးဟာအရန်ကိုမှစတော့ပြီးအရန်ကိုမှလိမ်ပါတယ် နောက်ပြီးတရခန်ဖြစ်သူ fan ဆိုသူနဲ့တမီဖြစ်သူချစ်ကြိုင်လာတာဟာအချိန်အတိုင်းတတခုရှိခဲ့ပြီးသူရဲ့ဖခင်ကရဲအယရှိတယောက်ဖြစ်တာကြောင့်သူဟာအရန်ကိုမှဆိုပြီးတော်တော်လေးလေးလူပါဝါတယ်ဒီမတိုင်ခင်အရင်မှလည်းတမီဖြစ်သူကိုကိုထီလက်ရောက်ကျူးလွန်တာတွေရှိပြီးအိုင်နောက်ပိုင်းမှာတမီဖြစ်သူဘက်ကလမ်းခွဲမဲ့ပြောတော့သူဟာတမီဖြစ်သူနဲ့အတူနေခဲ့တဲ့အချိန်ကရိုက်ထားတဲ့ဗီဒီယိုတွေနဲ့ပုံတွေကိုလိုင်းပေါ်မှာဖြန်ခဲ့တယ်ပြီးသွားတော့တမီဖြစ်သူကိုလက်မခွဲပေးဘူးနောက်ပြီးတမီဖြစ်သူကိုချိန်ချောက်တာတွေလည်းရှိတယ်နောက်ဆုံးမှာတော့ fan ဆိုသူဟာတမီဖြစ်သူကိုတတ်ပြီးလေကွင်းထဲ ဲမှာပြစ်ထားခဲ့တာဖြစ်တယ်လို့ဆုံးသွားတဲ့ Now Focus ဆိုတဲ့မိန်ကလေးရဲ့မိခင်ဖြစ်သူမှပြောပါတယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူအသက်16နှစ်အရွယ်ဖရန့်ဆိုသူကိုလူတက်မှုနဲ့ဖမ်းဆီးသွားခဲ့ပြီးဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါရယ်